အားလုံးပဲမင်္ဂလာပါ Steven Channel မှာပြန်လည်ကြိုဆိုရပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကတော့စင်ကာပူကိုသွားတဲ့အခါမှာအေး immigration ဘယ်လိုဖြတ်မယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်စင်ကာပူကသူ့ရဲ့ဒီ office ဒီပေါ့နော်ဒီလေဆိပ်မှာဆိုလို့ရှိရင် officer တွေမထားတော့ဘဲနဲ့အားလုံး set တွေ system တွေနဲ့ပဲလုပ်ရတာဖြစ်ပါတယ်ဒီ set တွေ system တွေကိုဘယ်လိုသုံးပြီမယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့မတိရရဲ့လူများအတွက်လူကြီးသူမတွေအတွက်တခြားမရောက်ဖူးတဲ့သူတွေအတွက်တော့ရည်ရွယ်ပါတယ်တိရရဲ့လူများအတွက်ကတော့ဒီဗီဒီယိုလေးကိုကြော်တော်ရပါတယ်ကျွန်တော်လည်း တူဘယ်လိုလုပ်ရမလဲဆိုတာကိုလိုက်ပြီးကြည့်ရအောင်အရင်ဆုံးကျွန်တော်တို့ဒီပါပေါ့နော်မြန်မာပြည်ကနေမှာစင်ကူကိုဒီလေနဲ့သွားတယ်သွားလို့ရှိလို့ရှိရင်ကျွန်တော်တို့လေစိုက်ပြီးဆိုရင်လေပေါ်ကနေအဲဆင်းပြီးတော့သူညွန်ပြထားတယ်ပေါ့နော် ိုက်မှာဆိုရင် arrival ဆိုတဲ့မြားလေးပြတ်ထားတဲ့အတိုင်းပဲထောက်လျှောက်တက်တက်သွားမယ်ပေါ့နော်ပြီးတော့ရှင်တို့ဒီမှာစာရေးအတိုင်းပဲပေါ့နော် arrival ဆိုတဲ့ဟာလေးစာရေးတော့ဒီအပေါ်ဘုတ်လေးတွေမှာလိုက်ကြည့်ပြီးတော့အဲသူညွန်ပြအတိုင်းပဲထောက်လျှောက်သွားရုံပါပဲနောက်ဆုံးပိတ် immigration ဆိုတဲ့ဟာလေးကိုညွန်ပြလိုက်တဲ့အထိရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတက်လိကကနေဒီ sorry escalator ကနေပေါ့နော်ဆင်းလိုက်ရုံပါပဲဆင်းလို့ရှိရင် immigration ဆိုတာကိုတွေ့ပါလိမ့်မယ်ဒီ terminal 1 2 3 4မှာလည်းဒီ immigration ကဒီပုံစံမဲ့အားလုံးဖြတ်ရတာပါ အဲ့ဆိုရင်ဆက်စချင်းသူက passport ပေါ့နော်ကိုတက်ပုံလေးပါတဲ့ passport လေးကိုဒီလိုလေးဆက်လေးမှာထိုးထည့်ပေးလိုက်ပါမယ်နော်။နော်သူက scan ဖတ်ပါတယ်ဖတ်ပြီးသွားလို့ရှိရင်ရှေ့မှာရှိတဲ့ဒိုးလေးကနေမှာအော်လော့ဖွင့်ပါပါလိမ့်မယ်။အဲ့ဒီခါမှာကျွန်တော်ကမျက်မှန်လေးအုတ်ထုတ်တွေ mask တွေတထိုင်ချုပ်ပေးရပါမယ်။ ပြီးတော့ရှင်နောက်တစ်ဆင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံရိုက်ပါတယ်သူရပြတ်ထားတယ်အဲ့မှာကင်မရာလေးရှိပါတယ်ကင်မရာဒီအဝိုင်းလေးကိုကြည့်ပြရမှာပဲဓာတ်ပုံရပြီးသွားဆိုရင် fingerprint fingerprint ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ scan လေးမှာပေါ့နော်လက်ပွေလေးကိုလက်မလေးကိုနှိပ်ပေးလိုက်အောင်ပါပဲနှိပ်ပေးသွားပြီဆိုလို့ရှိရင်သူက pass ပြသွားပြီဆိုလို့ရှိရင်နောက်ထပ်တကားလေးတစ်ခုပြပြီးသွားရင်ကျွန်တော်တို့အလွယ်တကူဖြတ်ပြီးလို့ရပါပြီ အားခါကြရင်ကျွန်တော်တို့အပြင်မှာစောင့်နေတဲ့ကိုမိဘမိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့လို့ပြီးတော့ရောစင်ကူကနေမှဒီ learning ကိုပြန်ပြီးတော့ထွက်လို့ရပါတယ်ဒီ video လေးကတော့ဒီအားလေးဖြတ်ပုံဖြတ်နည်းလေးကိုပြပြပေးလာဖြစ်ပါတယ်ရိုးရှင်းလွယ်ကူစားနေပဲဖြတ်ကျော်နိုင်ကြပါစေအားလုံးပဲနောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်